မင်္ဂလာပါခင်ဗျာဆရာကြီးဗမော်တင်အောင်ရေးတာတော့မြားစပယ်ယုံလို့အမည်ရတဲ့မဂဇင်းဝိထုကိုအပိုင်းတက်အနေနဲ့ကျွန်တော်ကိုချွေတာမှာစတင်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာမြားစပယ်ယုံအပိုင်းတက်အခန်းတက်တိတ်ဆိတ်ငြိမ်သက်လာတော့မြားစပယ်ယုံဝဲခင်သာတယောက်တည်းပြင်းရိပ်နွမ်းနယ်စွာကြံ့ရင်ခရရလေဤကဆောသောပိုင်းကမူ မောင်ဤဧည့်သည်များနှင့်အင်ကြီးတစ်ခုလုံးသည်စီစီညံညံရှိခဲ့၏မောင်ဤအပေါင်းအသင်းနှင့်လောဘကံပတ်မိတ်ဆွေများသည်လာရောက်လည်ပတ်ကတောက်ကြစားကြသဖြင့်ညစပယ်ရုံချမ်းကြီးအတွင်းဝယ်စီစီကားကားနှင့်စူစူညံညံရှိနေခဲ့ပေသည်လင်ယောက်ျားဖြစ်သူဤအပေါင်းအသင်းများသည်ဂုံတယ်ကြီးများအစိုးရအရာကြီးကြီးများနှင့်အေယာမလူကြီးလူကောင်းများဖြစ်ကြသောကြောင့်သူတို့ဤဂုံတိတ်ကား အစင်တန်းများနဲ့လည်းလျော်ညီတင့်တင့်အောင် ခင်ကဝတရားအတိုင်းလိုလီသေးမရှိအောင်ကိုတိုင်းကိုကျက်ပြုစုဧည့်ခံခဲ့ရလေသည်လင်ယောက်ျားဖြစ်သူကြိုက်နှစ်တက်တက်၍အနောက်တိုင်းသားများနဲ့မချာအိမ်တွင်တီးတန့်ထားရှိသောအရက်ခမ်းမှဝီစကီဘရန်ဒီဂျင်းနှင့်ဘီယာများကိုထုတ်၍ဧည့်သည်တော်လူကြီးလူကောင်းများအားဧည့်ခံခဲ့ရ၏ အိမ်တွင်လင်ကိုမယားနှစ်ယောက်အတွက်ခိုင်းစေရန်ထားချီသောအစီကံနှစ်ယောက်နှင့်ပင်မလုံလောက်သေး၍ဒရိုင်ဘာကိုပါခေါ်ယူခိုင်းစေခဲ့ရ၏ဒီအထက်ကမှလက်ပလဲနိုင်သေးသောကြောင့်မာလီကလာလည်းအစ်စ်ထဲခဲ့ရသေးသည်အိမ်ကြီးအခိုင်းစေအလုံးတို့မှသူ့အလုံးနှင့်သူမဟုတ်တော့ပဲဖြစ်တတ်သလိုပြားပရုံခတ်ပြေးလွာလောက်ကန်ကြရပေ၏လူကြီးတို့ကောင်းဆိုသူများသည်ကအလွန်တရာစည်းစားလဲကြောင် ကျဲလဲကျဲသူများသာဖြစ်ကြ၏၎င်းတို့အိမ်တွင် ဖြစ်သလိုစားတောက်နေထိုင်နေရှိကြတော်လေအဲ့တဲ့လောက်ရသောအခမ်းအနားများ၌များစွာ ကြီးကျယ်ကျင်တတ်ကြ၏အရက်တောက်၍မူရသည့်အတူတူဝီစကီမှရိုးရိုးဝီစကီပင် မဟုတ်လိုက်သေးပဲမဖြစ်တတ်သောပြင်သစ်ဝီစကီကိုမှကြံကြံဖန်ဖန်နေကတိကတတောင်းသူကတောင်းဗရန်ဒီကိုလည်းပြောင်းအောင်တစိမ့်ပင် ကောင်းသည်မထင်သေးပဲ။ တွေ့ကြရာ6တောင်းလိုတောင်းနဲ့ညင်လိုက်ကြပေသေး၏အဲ့ကန်ရတော့ခင်တို့လင်မယားကလည်းလူကြီးလူကောင်းများဖြစ်ကြသဖြင့်လူကြီးလူကောင်းအမှုအယူများကို လူကြီးလူကောင်းပိသားသာနှင့်လိုလေသေးမရှိအောင်ဧကန်ရလေ၏အဲ့တော်လူကြီးမင်းများအတွေ့အစသာအရာလိုလေသေးမဖြစ်ရလေအောင် ခင်က ကြည့်ရှုစီမံခံခွဲရပေသည်အဲ့တဲ့တော်များအားအဲ့ကန်စကားပြောနေရုံကများနဲ့ကိစ္စကမသေးသေးချေ တချက်တချက်မိဖို့ကြောင့်ဘက်သို့လှစ်ခနဲထွက်ခဲရ၏အာလူကျော်နှင့်သမူသာကျော်များကို အလင်းမီအောင်အကျော်ခမ်းရ၏ထိုအခါလိန်မော်ရီကကုံတော်မီကဲ့သို့ရှိနေသောကြောင့်ဒရိုင်ဘာအားခလန်းလန့်ကအတွင်းဝင်တဦး၏အိမ်သို့ကဒိုက်ကြိုက်စေလို့၍အရှိခိုင်းလိုက်ရသည်မာလီကလားမှာပန်းမင်စိုက်ပြိုးရသောအလုတ်ထက်ဆိုဒါနှင့်ဂျင်ဂျာပလင်းများဖွင့်ရသောအလုတ်တွင်ကျင်လည်နေ၏ ခင်သည်တတော်ပဲမောသွားခဲ့ရပေသည်ပြီးတော့ညီးစီစီကြီးလည်းဖြစ်နေ၏ထို့ကြောင့်ညနေဆောင်၍ဧည့်သည်တော်လူကြီးများများသည်မူယူးကအတီးတီးပြန်သွားကြသည့်အထဲတွင် မောင်ကပါလိုက်ပါသွားသည်ဖြင့်ခင်သည်အိမ်တွင်တယောက်တည်းကြံရစ်ခဲ့ရခြင်းဖြစ်လေသည်ခတ်စောစောကဧည့်သည်တော်များအတွက်လက်မလဲရအောင် ပြားပန်းခတ်ပြေးလွှာလောက်ကင်ခဲ့ရချာတော့အိမ်၌အခိုင်းအစီများသည် ရှေကုံလက်ပံကြာသွားလိမ့်ပြီဖြစ်တော့ကြောင်းအိမ်ကြီးဘေးဘက်တွင်၎င်းတို့အတွေ့တီးတန့်ဆောက်လုပ်ပေးတာသောအစီကံတက်လျရသို့အတီးအီးပြန်သွားကြပြီအပန်းဖြေနားနေကြဟန်ရှိပေ၏ခါသောသောကစူးစူးညံညံရှိနေခဲ့သောမြားစပယ်ယုံသည်ခင်ဤမောင်နေမောင်ဤဧည့်သည်တော်များအတီးအီးပြန်သွားကြပြီသည်ဤနောက်တွင်တစားတဲ့တစားငိမ့်သက်ချင်းကိုရရှိခဲ့လေ၏ ်ငြိမ်သက်ခြင်းသည်တစားတက်တစားတည်ငြိမ်ခိုင်မြဲခြင်းရှိလာသောအခါတိတ်ဆိတ်ခြင်းသည်ရှက်ဖြာ၍ထိုးဖောက်ဝင်ရောက်လာလေ၏ခက်စောစောကမောပန်း၍ညီးစီစီကြီးဖြစ်နေခဲ့သောခိတ်အတွေ့ငြိမ်သက်ခွင့်နှင့်တိတ်ဆိတ်ခြင်းများသည်နားနေတက်တာမှုနှင့်ပြန်လည်လန်းဆန်းမှုကိုတဖြည်းဖြည်းပေးလာ၏ခင်သည် မောပန်း၍ညီးစီစီနိုင်လာသည့်အတွေ့၎င်း၏အိတ်ကမ်းတွင်မှတယောက်၏ကတင်ထက်တွင် တယောက်တည်းပက်လက်လှန်၍နေခဲ့ရမှာတစားတဲ့တစားအပန်းပြေကလမ်းဆန်း၍လာတော့အခါအဲ့ရထက်တွင်လက်နေရခြင်းလဲညီးမွေ့တယ်လို့ရှိလာပြန်လေ၏လူအများနဲ့ဆက်ဆံရခြင်းအဲ့ကန့်ရခြင်းများတွင်ညီးမွေ့ခြင်းကိုခံစားရတဲ့ကဲ့သို့ပင်တယောက်အထီးတည်းနေရခြင်း၌တွေ့ရှိခံစားရသောညီးမွေ့ခြင်းသည်ရှိတတ်ပေသည်တို့ရတွင်ထိုညီးမွေ့ခြင်းများသည်တစ်ခုနှင့်တစ်ခုတော့မတူကြပေ ရာဇဘယုံကတော့ငြိမ်တက်မြဲပင်ငြိမ်တက်လျက်တိတ်ဆိတ်မြဲပင် တိတ်ဆိတ်လျက်ပင်ရှိနေ၏တိတ်ဆိတ်ငြိမ်တက်ခြင်း၏သဘောတဘာဝသည်ရာဇဘယုံ၏အရှင်မအားတမျိုးတပုံဖန်ဆားရန်ကြံရွယ်နေသည်ကိုက ခင်သည်တိရှိရိမ့်မိဟာမတူအိမ်မက်ထဲကချစ်သူရဲ့ခင်ကိုလေဘယ်တော်များမှလာခေါ်ပါမလဲကွယ်ခင်သည်ရင်ထဲနှလုံးသားထဲကတိုးရိပ်ထလာတော့အိမ်မက်ထဲကချစ်သူရဲ့တခြင်းကို အမတ်မထင်ခတိုးတိုးလေးညီးလိုက်သည်ထိုတခြင်းကိုခင်သည်အင်မတာမှနှစ်သက်၍တယောက်ထဲလွတ်လွတ်လပ်လပ်နေရတတ်သောအခါ အမတ်တမဲ့တီဆိုညင်းညူလေးရှိသည်တကယ်တမ်းစစ်တမ်းထောက်ကြမည်ဆိုလျင်က ထိုစိတ်ကူးရင်လာသောတခြင်းကိုခင်သည် အမတ်တမဲ့ညင်းညူတီဆိုတတ်ခြင်းမဟုတ်ပဲ၎င်း၏အသေးနှင့်နှလုံးသားများကြားတွင်လျှို့ဝှက်မြုံနှံထားရသောဗဟေတိအနတ်ကို စံတဝဝနှင့်ရှားဖွေနေခြင်းမျှတာဖြစ်လေသည်ဒီအဖြစ်မှကိုခင်သည် တိတိကျကျနှင့်မှန်မှန်ကန်ကန်သိရှိနားလည်ရန်ကြိုးစားခြင်းတော်မပြုခင်သည်မိမိကိုယ်ကိုလှည့်စားရန်လောက်သာမတိမိုင်မဲစွာကြိုးပမ်းနေခြင်းသာဖြစ်လိမ့်မည်ဟုထင်ရ၏အိမ်မက်ထဲကချစ်သူရဲ့ခင်ကိုယ်လေဘယ်နေများမှနာခေါ်ပါမလဲကွယ်ညသပယ်ယုံ၌ညီငွေနေချသောအရှင်မကမောင်းကိုပင်မေးလျော့ကား စေကူးတဲ့၌သာရှိနေရှာတော့အိမ်မက်ထဲကရှိသူကိုတောင်းတောင်းတတနှင့်မြည်တမ်းညင်းညူနေရှာ၏အခန်းနှင့်ခင်သည်ကိုလုံးပေါ်မှန်ကြီးရှိတွင် ခန့်နှဲ့နှဲ့ရက်လာ၏ပြီးတော့မိမိကိုယ်ကိုအခြေဆုံးကောင်းဖျားကြည့်၏ရင်ခါနှင့်တင်များကိုတည်တည်ချာချာကြည့်၏ခင်၏အသားရည်နှင့်ကိုလုံးကိုပေါက်သည်အပြိုစင်နှင့်မရှာတောင်းတောင်းတင်းတင်းနှင့်ပြည့်ပြည့်ဖြူဖြူတော့ရှိပါသေး၏ ခင်ဒီယခုမှအသက်28နှစ်ပင်မပြည့်တတ်သေး။မောင်နှင်းအကြောင်းပါနေမှာ9နှစ်ကျော်ခဲ့ပြီဖြစ်တော့လေ။တာသမီမရှိအောင် တမင်တကာကာကွယ်ပြုတ်တတ်ထားတော့ကြောင့်ခလေးတယောက်မှလည်းမမွေးခဲ့ရတဲ့ဖြင့်ပူဇာခြင်းမရှိ။ယခင် အပြိုစင်တုံးကအတိုင်းပင်ဆူဆူပြေပြေရှိနေခဲ့၏။ပြီးတော့လည်းအနောက်တိုင်းသားတို့ရဲ့ယဉ်ကျေးမှုနှင့်ကျမ်းမှမှုတို့ကို မောင်ကပါသဘောကျလက်ခံတဲ့ဖြင့်လေမယားညာလာကလေးက တကတဲ့နဲ့အတူမအိတ်ခဲကြပြီ။ညသပတ်ကိုယုံကိုဝယ်ယူရရှိခဲ့သောလွန်ခဲ့သည့်တနှစ်တသာခန့်မှစ၍တကတဲ့နဲ့ထားပါအောင်တခန်းစီပင် ခွဲရည်ပင်အိတ်ဆက်ခဲ့ကြ၏။ခင်သည်မိမိအပြူစင်နှင့်မရှာတစ်တစ်ရရနှင့်ပြပြဖြူဖြူရှိနေသည့်သောကိုလုံးကိုပေါ့ကို၎င်း၏ရှေ့တက်တက်တွင်ရှိနေသော ကိုလုံးပေါ်မှန်ကြီးတဲ့တွင်ရှေ့ဆုံးကောင်းဖျားကြည့်ပြီးနောက်ကျင်းတဲ့နှိမ့်ဆိုင်စွာပြုံးလိုက်လေသည်။ ၎င်း၏မတန်းမှနှိမ့်ချိုက်သောတခြင်းကိုပေါ်ပါချွင်မျိုးစွာညီးလိုက်ပြန်၏ခင်သည်၎င်း၏တည့်ရဆိုပြ၍အပြိုစင်နှင့်မခြားသောကိုလုံးကိုထဲကိုကြည်နုနှစ်သိမ့်စွာကြည်လိုက်ပြန်၏ပြီးနောက်အိမ်မက်ထဲကရှစ်သူရဲ့တခြင်းကိုနှုတ်စာသောခလေးအားလုံးမပေးနိုင်သောအပြိုစင်ဒေါ်လေး၏ချောမော့သောအသွားမျိုးဖြင့်ညီးလိုက်သည် ခင်သည်ခစောသောကပင်မန်းကရခြင်းများနှင့်ညီးစီစီဖြစ်နေကရခြင်းတို့ကိုမေ့လျော့သွားပုံရ၏ဆောသောကလေးလံ့နေခြင်းများသည်ယခုအခါဝယ်လွင့်ပြေ၍သွားခဲ့ပေပြီမှန်နေကုန်ရှိတွင်ရှိသောငွေပေါင်နာဘူးထဲမှတားမွေးပတ်ကိုလှမ်းယူကခင်သည်၎င်း၏ရွှေပြန့်လာသောမျက်နှာကိုမောမန်တိထုတ်နေ၏မျက်နှာအလားကိုရှုံးမို့စေရင်ခင်သည်ဆောသောကတခြင်းကိုတတိယကညီးနေလေ၏ ဘေးမှတစိတရရောက်သည်ကိုလုံးပေါ်မှန်ကြီးရှိဝဲအိမ်မက်ထဲကချစ်သူဤလာခေါ်ကိုတန်တမြည်တန်းနေသောခင်အားလာရောက်တွေ့မြင်ခဲ့ပါလျင်ခင်အားအပြိုစင်းဟုသာထင်မှတ်ပေလိမ့်မည်ခင်အားဆက်တရေတဥ္ဥဤဇနီးအိမ်တော်တဲဟု၍ဘသူကားမှထင်ကြလိမ့်မည်မဟုတ်ပေထိုကဲ့သို့ထင်ရလောက်အောင်လေခင်သည်၎င်းကိုယ်ကိုအမြဲတစေမုန်းမှန်၍တတာတဲ့တနေတတ်၏ အဝေးစားမှအစားအသွေးရောင်စသည်တို့ကို ခင်ကအင်မတန်မှရွေးချယ်ပြီးမှဝတ်တက်၏ခင်သည် မောင်နှင့်အိမ်တော်မကြမီအပြိုစင်ဘဝကလေးက၎င်းကိုကိုအလွန်တတပြင်ဆင်မောမှန်ခဲ့သည်ဖြစ်တော်လေမောင်နှင့်တွဲဆုံ၍အိမ်တော်ကြပြီး၍အအိုဖြစ်ခါမှယခင်အပြိုစင်ဘဝထက် ပို၍တနေသည်မှာထူးခြားခြင်းဟုခေါ်ရလိမ့်မည်ထင်၏ အပြိုတင်ဘဝတုန်းကမလှလှအောင်တရသည်မှာလင်းတယောက်ရမိအေးတွဲဟုဆို၏လင်းရပြီးနောက်အိုးဘဝ၌လည်းတတာတယ်တနေခြင်းမှာမိမိလင်ကမိမိအားမတ်ပြီး အချာအပိုးအမြောင်တွေမလိုက်နိုင်အောင်ဟုလူရည်တက်ဂုံကြီးရှင်များရက်ကွက်၌ပြောသံဆိုသံများကြားရတတ်၏တို့ရတွင် ခင်တယောက်က၎င်းကိုယ်ကိုလုံလုံမင်းမင်းတနေခြင်းမှာမောင်းအတွက်လည်းမဟုတ်ပေမောင်းသည် သူဘာသာအေးအေးဆေးဆေးနေတတ်သောလူယိုးလူကောင်းကြီးတယောက်ဖြစ်လေသည်သူသည်အရက်ကောင်းကောင်းကြိုက်တတ်ခြင်းမှလွဲ၍အခြားဘာမှပြောစရာရှိသူလည်းမဟုတ်တို့ရတွင်ခင်သည်လွတ်လွတ်လပ်လပ်နှင့်၎င်းကိုယ်ကိုအိုအိုဘဝ၌ပင်အဘဲเจ้าများအခုလောက်တတတဲ့တနေရပါတော့ဖြစ်ပါသည်နီခင်သည် တခြင်းကိုခအေးအေးညင်းရင်မြခုံးမွေးကိုစိတ်ရှိလက်ရှိဆွဲနေပြန်လေ၏ မြားတပတ်ယုံဤပတ်ဝန်းကျင်သည်တိတ်ဆိတ်ငြိမ်သက်ခြင်းဤရင်ခွင်ဝဲတိုးဝင်နှင်းမြုပ်ခါငိုင်မင်းနေပုံရ၏လူတန်သူတန်ဟူ၍ဘာမှမကြရခင်သည်မြခုံးမွေးကိုစိတ်တိုင်းကြရေးချက်ပြီးသောအခါနှုတ်ခမ်းဤကိုစိတ်ချေလက်ချေရေးချက်နေပြန်၏မှန်ကြီးကိုကြော်လွန်၍အင်ကြီးအပေါ်တက်ပြတင်းပေါက်မှအပြင်သို့ကြီးလိုက်မိတာဆိုကြလျင်အိုမင်းနေပြီဖြစ်သောစောင်းနေ တင်းလင်လာပြီဖြစ်သောຫນွေဤပရိပခကို ခင်သည်လှပစွာ တွေ့မြင်ရပေမည်။ဆောင်းရင်ငွေသက်များသည်မကုံတက်သေးတော့လေ။ຫນွေကတော့တက်လာလေပြီ။မြားသဘက်ယုံသည်အင်းလျားကံကိုကြောပေး၍ထားတတ်ဖြင့်အင်ကြီးနောက်ဘေးဘက်တွင် အရေးရကြည့်ရန် အလှဆိုင်ပြိုးထားသောဝါပင်များမှဝရွက်တို့သည်စိမ့်ရမှဝါ၍ကျွေလွင့်နေကြလေပြီ။တို့ရပင်မှောင်ရီစားပြုနေသောစီးတာခင်းတွင် နင်းငွေကလေးများသည်ပြန်နှံ့၍ချက်ဖြာနေကြ၏ခင်သည်၎င်း၏နှုတ်ခမ်းကိုစေးရင်ညောင်ချဲ့ရင်ပြတင်းပေါင်းမှကြော်လွန်၍အပြင်ဘက်သို့အမှတ်တမှတ်ကြည့်လိုက်လေသည်စောင်းနှင့်ຫນွေ၏ပရိပကအလှကို ခင်သည်နှုတ်ခမ်းစေးချဲ့ရင်အငေးသားကြည့်နေမိ၏ဝေးလံသောအရဆုံးမှຫນွေကိုကြိုလင့်နေသောအော်အောငတ်တုန်တန်ကိုမတဲမကွဲ ကြားရလေသည် ပရိပကား၏အလှနှင့်နှွေ၏ဘတ်တော်သားတေးတန်သည်ခင်ရွယ်တမျိုးတဖုံလွမ်းစရာကဲ့သို့ရှိလာသည်ခင်သည်မှန်တဲ့တွင်၎င်းကိုယ်ကိုကျင်းတ်စွာပြုံး၍ကြည်လိုက်ပြီးနောက်ကတင်ပေးတွင်အတင်းရှိထားသောမြားစိမ်းရောင်ချောကလေးကိုလွှမ်းခြုံလိုက်လေသည်မြားစိမ်းရောင်ချောကိုခြုံလိုက်ပြီးနောက်ခင်သည်၎င်း၏အရေးကိုမှန်ကြည့်တဲ့တွင် အာမရနိုင်သည်တကဲ့သို့ခက်ကြကြကလေးစား၍ကြည်နေပြန်ပါဘကော ်များတပဲ့ယုံသည်ငိမ့်တချင်းရင်ခွင်ဝဲပြော့ခွေမိဆက်နေ၏အခန်းတော်တစုံတရာကိုအမြဲတစေစောင်းစားမျှော်လင့်၍နေတတ်သောမိမတားတို့သည်လည်းရှိတတ်ကြ၏အပြိုပေါ်ဝင်စားဥွယ်စိတ်ကူးရင်အိမ်မက်လက်လက်ကလေးများကိုဝိုးတော်ဝါမြင်မက်ရင်လှကိတ်ခိုင်းသည်မိမိအားရှေ့စကားလာရောက်ပြောဆိုမိမတိမမြင်ရသေးသော အိမ်မက်ထဲကချစ်သူကိုတန်တာမျှော်လင့်နေခဲ့တတ်၏အိုး မောင်တယောက်ကလည်းလာပဲလာနိုင်ခဲ့ပါပြီတော့ကွယ်။ဟူ၍လာနိုးငယ်မျောရင်းနေလှားကြိတ်ခံဒီလာရောက်ခဲ့ပြီတော့မောင်ကိုညင်းညူပြစ်တင်နေတတ်သေးတော့၏။ဒီလိုနေသူဤနေစေရောက်လာတော့အခါ၌မောင်ဒီလှခဲ့ခိုင်တော်ဘာသို့ရောက်လာလေသည်အိမ်မထဲ၌သာမြင်မဲ့၍နေခဲ့ရသောမောင်ဒီ၎င်းထံတော်ဘာသို့ရှင်းတက်လာသောအခါ၌လှခဲ့ခိုင်ဒီရှက်ချင်ကြောက်ချင်တလို့လည်းဖြစ်နေတတ်ချာ၏ မောင်တော့ခင့်ကိုချိန်နေပြီကွယ်လူကြီးမိဘတွေနားဖောက်ပြီးခင့်ကိုလက်ထပ်ပြရစီတော့မောင်ကပြောဆိုလာတော့ခြေစကားများကို ခင်သည်ဆရာထက်သန်စွာ နားထောင်ရွေးတော့နေပေသည်တို့ရတွင်ခင်ကြီးရင်နဲ့အသေးသေးသို့နှစ်နှစ်ကာကာဝင်ရောက်ခဲ့ခြင်းတော့မရှိလာပေခင်အိမ်မက်မက်နေခဲ့ရခြင်းကမျော်လင့်အားထားခဲ့ရသလောက်လေးလေးပင်ပင်မရှိဟုခင်ကထင်၏ဒါနဲ့ပဲပြီးရရောလားကွယ် ထင်သည်၎င်းကိုယ်ကိုတီးတိုးပြန်၍မင်းနေ၏ဒါကတော့ဘာမှထူးခြားတာမှမဟုတ်ဖဲနဲ့ထင်သည်၎င်းကိုယ်ကိုတီးတိုးပြန်၍ဖြေးနေ၏ဒီအတွက်နှင့်ခင်းကိုအေးဆက်လာပြီဟု အပြစ်တင်၍တော့မကောင်းလှပြီတို့နှင့်မောင်သည်ခင်းဤမိဘများအားထုံးစံအတိုင်းနားပေါက်ကြောင်းလန်း၍ခင်းနှင့်မင်္ဂလာကိစ္စပြီးစီးသွားကြလေသည် ထို့ကဲ့သို့အချင်းလင်မယားဘဝသို့ဆက်ရောက်ခဲ့ကြပြီးသည့်ဤနောက်ပိုင်း၌ ခင်သည်လင်းယောက်ျားဖြစ်လာသောမောင်အားတစ္ဆာချီချီနှင့်ရှ िख င်စွာပြုစုပေါင်းသင်ခဲ့ပေသည်တို့ရတွင်ခင်သည်စိတ်မပြတ်နိုင်သေးပဲအိမ်မက်တဲကချစ်သူကိုစိတ်ရှိချေနှင့်ဆောင်းစားမျောလင်း၍နေမြဲပင်နေခဲ့သေး၏လင်းဖြစ်သောမောင်နှင့်ပေါင်းဖော်နေရသောညလည်းနောက်ထပ်တစ်ခုဖြစ်သောချစ်ချင်းမေတ္တာကိုမိမသားတို့သည်စောင့်မျှော်၍စိတ်ကူးရင်တတ်နေသေးတော်၏ထိုကဲ့သို့ ။စောင်းမြော်၍နေခြင်း၌အပြေမကင်းသည့်ကိုလည်းခင်သည်မတိမရှိ မဟုတ်တိပေသည်။အိုးကောင်းကောင်းကြီးတိပေသည်။တို့ရတွင် သူတို့သည် ထိုမှုကို မလွန်ဆန်နိုင်ကြပေ။ထိုကဲ့သို့သော မိမသားများသည်အချားယောက်ျားတစ်ပါးနှင့်လိုက်ပြေး၍တွားတတ်ကြ၏။ထိုကဲ့သို့လိုက်ပြေးတွားရ၌အေးစစ်စစ်နှင့်ရိုးရိုးသားသားပင်လျင် မဟုတ်ကြသည်။နောက်ပိုင်း၌ဘာမှမသိချာပဲကြံရင်ခဲ့သောလင်ယောက်ျားဖြစ်သူများအား အပြစ်ဖို့သွားခဲ့ကြပေသေး၏ရှင်နဲ့ဘလို့မှဆက်လက်ပြီးအတူနေတော့မဖြစ်တဲ့အတွက်ကျမထွက်ခွာသွားရခြင်းကိုဘလို့မှစိတ်ထဲကမှအောင်းမေ့ပါနဲ့ကျမကို ခွင့်လွှတ်လိုက်ပါတော့ရှင်ထိုကဲ့သို့သောမိမသားများသည်၎င်းတို့၏အပြစ်ကိုရိုးရိုးဖုံးကွက်ခြင်းမပြုသေးပေဝမ်းနေပူဆွေး၍ကြံ့ရင်ခရသောလင်ယောက်ျားဖြစ်သူများ အာအပြစ်တင်လိုက်သေးတော်သည်တကား ကျမမနေနိုင်၍ထပ်သွားရခြင်းအတွေ့ခွင့်လွတ်ပါဟူ၍သူမတို့သည်အမှန်အတိုင်းရိုးသားစွာအကြောင်းမပြနောက်တဲ့ယောက်ျားတစ်ပါးနှင့်ထိုကဲ့သို့သောမိမသားများသည်ပျော်ရွှင်ချမ်းမြေ့စွာနေရခြင်းလည်းရှိတတ်သကဲ့သို့အချို့လည်း၎င်းတို့မထင်မှမပြင်းစင်ထားသောဘဝဆိုးများကိုနာနာချင်းချင်းရင်ဆိုင်ရတတ်၏ထိုကဲ့သို့ကာလနှင့်အရှိန်အမြဲ၌လေထိုမိမသားတို့သည် နောက်ထပ်၍တစုံတရာကိုဆက်လက်၍ မျော်လင့်ဆောင်စားမည်ဆောင်စားနေတတ်ပြန်သေးသည်တော့တကားထိုကဲ့သို့သောမိမတာတို့သည်စကားတော်များများမပြောတတ်ကြပေပြီးတော့လည်း၎င်းတို့ပြောတတ်သောစကားများသည်အလွန်တရာညီးငွေ့စရာကောင်းလေသည်ထိုမိမတာတို့သည်အကျိုးအကြောင်းထင်မြင်တတ်ခြင်းလည်းမထိမရှိတတ်ကြပေ၎င်းတို့၏ဘဝခရီးလမ်း၌အလွဲသားမချောင်သာရင်ဆိုင်ကြရသော나ကြီးတရားများကိုကျိန်ဆွဲပြစ်တင်တတ်လေသည် တို့ရတွင်၎င်း၏ချိုးရင်းချက်နှင့်မှားရင်းချက်များကိုကလုံးဝမသိသလိုညှင်းဆန်တတ်၏ထိုကဲ့သို့သောမိမသားတို့သည် အမျိုးသမီးတို့၏မုံမျက်လာသောမိခင်ပွဲတူးကိုခံယူရန် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့တတ်၏အမေဟု၍အခေါ်ခံရမည့်အရေးကိုရှက်တတ်၏ထို့ကြောင့်တာသမီးမွေးရန်ညှင်းဆန်၍ကာကွယ်၏၎င်းတို့ကိုယ်ကိုအပြိုစင်နှင့်မချအရေးတကြီးကြီးနှင့်တတရဲတနေတတ်ကြလေသည် ၎င်းတို့၏ဘဝတာ၌သံဆောင်တရားအရေးကြီးသောအဖြစ်အပျက်အကြောင်းအရာများအားတွေးကြုံရင်ဆိုင်ရသောအခါများတွင်ဒါနှင့်ပဲပြီးရရောလာကွယ်ကို၍မတင်းတိမ်မယောင်ရဲသော မျိုးလုံးကြီးကို ပြူးက၎င်းတို့ကိုယ်ကိုမကြည်မနှက်နှင့်မေးမြန်းတတ်ကြလေ၏။အိုးဒီလောက်နဲ့တော့ဘာထူးသေးတယ်လဲကွယ်။ဟု၍၎င်းတို့ကိုယ်ကို ပြောဆိုရင်"သူမတို့၏မျိုးလုံးများသည်"မေးက မျက်မှောင်ကြုံထားလိုက်တတ်ကြ၏ထို့ကဲ့သို့မချေမချမ်းနှင့်ပင် ထိုအမျိုးသမီးတို့သည်၎င်းတို့၏အာသာပြင်းငိမ့်သွားသည့်အထိငြိမ်သက်စွာဆောင်းစား၍နေရမှာတနည်းတလန်းဖြင့်ပြင်းငိမ့်မှုကိုရယူတတ်လေရှိကြသည်အခန်းလေခတ်စောသောပိုင်းလောက်ကများသပဲ့ယုံချမ်းကြီးအတွင်တယောက်တည်းစိတ်ကူးရင့်နေသော မိမသားတယောက်၏အကြောင်းကိုကျွန်တော်သည် ဖော်ပြခဲ့ပြီးဖြစ်ပေသည်ထိုများသပဲ့ယုံမှသူရဲကောင်းမှသည် နောက်ပိုင်းတွင်ကျွန်တော်ဖော်ပြခဲ့ပြီးသောမိမတာအမျိုးအစားထဲမှတယောက်သာဖြစ်သည်ဟုဆိုရလိမ့်မည်ဖြစ်ပေသည်။မြားစင်းရောင်ချောကိုခြုံထားသောမြားစပယ်ယုံဤအရှင်မသည်ကိုလုံးပေါ်မှန်ကြီးချင်းမှခြာကနေလက်ထွက်လာခဲ့ပြီးနောက်ဝရန္ဒာတွင်ရက်လိုက်သည်။မြားစပယ်ယုံဤပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်လျက်သာရှိနေ၏။တို့ရတွင်စီးစာကတော့မကုန်တတ်သေးပေ။ဘိုးလူနေကြသေးသော ဆောင်းနှင့်ຫນွေတို့၏အလှသည် သူထက်ငါနေရာလူနေကြ၏တခုနှင့်တခုအချော်ပေးခြင်းတော်မရှိအကျိတ်ိမ်နေဖြစ်နေပုံရ၏ဝယုံမအများရွတ်တို့သည်ယောဝါ၍လေအရင်၌ဝင်လွင့်နေကြပေသည် မကုံတတ်သေးသော၎င်းနှင်းကျွေးများသည်လည်းလဟာပြင်၌ပြန့်နှံ့နေကြ၏ခင်သည်ဝရဏနာတွင် ရက်ကြည့်နေရမှာအိမ်ပေလှေကားအတိုင်းခြံထဲသို့ဆင်းလာခဲ့လေသည်ခြံထဲသို့ဆင်းလာခဲ့ပြီးနောက် ။ရသပဲ့ယုံပေးရှိခုံတန်းလျားကလေးပေါ်၌ခင်သည်အိမ်တွေရရပင်ထိုင်လိုက်သည်။အော်စပယ်ဖြူကလေးတွေရှစ်သက်ပွဲစပယ်ဖြူကလေးများကိုခင်သည်ချောချောဆသာကြည့်ရင်နှုတ်ခွန်းဆက်လိုက်၏။များရွက်များအကြမှာများစပယ်ဖြူကလေးများကတော့ခင်ကိုအိမ်တွေရရပင် ကြည်နေတတ်ကြလေသည်။ခင်သည် ခုံတန်းရကလေး၏နောက်တန်းကိုမိကာ၎င်း၏စိတ်အား ။ငိမ့်တချင်းရချင်းရန်မျိုးလုံးနှလုံးကိုအတာအယာနှိမ့်ထားလိုက်လေသည်။ခတ်စောစောကဧည့်သည်တော်များမပြန်သွားကြမီတောင်းရင်းစားရင်ပြောကြဆိုကြသောအကြောင်းအရာများကို ခင်သည်ကြားနာခဲ့ရပေသည်။သူတို့ပြောကြဆိုကြသောအကြောင်းအရာများသည် အမျိုးစုံလာ၏။တန်းရေးပြည်ရေးလည်းပါ၏။ဓာတွေကိုတော့ခင်သည်နား၍မမီ။ထို့ကြောင့်ခင်သည်စိတ်ဝင်စားခြင်းမရှိမိပေ။ ECA KDA နဲ့ တမိုင်းချီစက်ကြီးများဤတင်းဆိုတင်းပုံများကိုလည်းခင်ဒီဘာမှနားမလဲပဲအမေရိကန်ပြည်မှဝါခိုးများဝယ်၍လှရမည်ချီစက်ကြီးဒုက္ခကိုအတွင်းဝင်တယောက်ကခမူးမှုနှင့်တတိလက်ကထုတ်ပြောသွားသည်မှလည်းရသည်ရပဲမရှိတော့တို့ရတွင်ခင်ကားတော့ဓာတွေကိုစိတ်မဝင်စားပေအဲ့တတော်များသည်တော်လန်ရေးအကြောင်းကိုလည်းပြောဆိုကြသည်တရုတ်ဖြူကျူးကျော်မှုအကြောင်းလည်းပါ၏ဓာတွေကိုခင်သည်နားလဲမလဲတဲ့ဖြင့် စိတ်ဝင်စားစရာအရေးဟုမထင်မိဒီအပြင်သူတို့ပြောဆိုကြသောအကြောင်းအရာအများအပြားပင်ရှိသေး၏တို့ရတွင်ခင်သည်နောက်ထပ်၍ဘာမှအမှန်မရမိပေခင်ရင်စိတ်တွင်မှတ်မှတ်ရရဆွဲလန်းကြံရခဲ့ရသောအကြောင်းအရာတစ်ခုမှစာရေးစရာအုပ်အော်နှင့်၎င်း၏အဆုံးမတက်ရသေးသဖြင့်ပုံမနဲ့ရသေးသောဝိတုချင်းကြီးတပုတ်အကြောင်းသာဖြစ်လေသည်။စာရေးစရာအော်အော်ကခင်သည်ကောင်းကောင်းပင်သိရှိပေသည်။ ထိုနည်းတူနာမည်မရသေးတော့၎င်း၏မပြီးဆုံးသေးသည့်ဝိတုချေကြီးတဖို့အကြောင်းကိုလည်းခင်ကကောင်းကောင်းပင်သိရှိနေပေသည်။ဆာရေးစရာအော်အော်၏နာမည်ရင်းမှာကိုအောင်မင်းဆိုသူဖြစ်လေသည်။ကိုအောင်မင်းသည်မောင်၏အတိမိတ်ဆွေတဦးလည်းဖြစ်သည်ဖြင့်မောင်နှင့်အကြောင်းပါပြီးနောက်မှမောင်ကမိတ်ဆက်ပေး၍သိရှိကျွမ်းဝင်ကြရလေသည်။ကိုအောင်မင်းသည်ဆာရေးစရာတဦးဖြစ်သည်ဖြင့်ခင်ကစိတ်ဝင်စားမိသည်။တို့ရတွင်ကိုအောင်မင်းသည် တကယ်တော့အခါ၌မိမသားတဦးတယောက်ကစိတ်ဝင်စားလို့เสียအအချက်အလက်ပြည့်စုံသူတယောက်တော့မဟုတ်ပေ။စာရေးเสียဆိုတော့ကြောင့်ထူးခြားချက်များ ရှိတံကောင်းဤဟုသာခင်ကထင်စားခဲ့ခြင်းဖြစ်၏။ကိုအောင်မင်းသည်စာရေးเสียအင်္ကာရုပ်ရှိသူတော့မဟုတ်။သူသည် ထွားကြွ၍လေးလံထိုင်မှန်သောလူတယောက်မျှသာဖြစ်ပေသည်။သူတွင် ပေါ်ပါတွက်လက်သောလက္ခဏာမရှိ။သူမျက်နှာသာသည် မှုန်တေမှိုင်တိုင်ရှိနေသည်ကိုသာတွေ့ရတတ်၏တို့ရတွင်အရေးကြုံလာသောအခါများ၌သူသည်တွက်လက်ပေါ်ပါ၍ကျင်လေဖျက်လက်သောလူတယောက်ဖြစ်ကြောင်းကိုခင့်အားတစ်ချိန်ကပြသခဲ့ဘူးလေသည်လွန်ခဲ့သောတစ်နှစ်လောက်ကယခုကဲ့သို့သောညနေဆောင်၌ခင်တို့လေမယားနှင့်ကိုအောင်မင်းတို့သည်ရှန်တဲ၌စကားပြောနေကြသည့်အခါမွေဟောက်တကောင်သည်အဘဲကထွက်လာသည်မသိပဲခင်တို့စကားပြောနေသောနေရာသို့တိုးဝင်၍လာလျာ ခင်ဒီကြောင်ဝါလန့်အားနဲ့អော်၍ခင်ဤမောင်ကလည်းဘာမှမလုပ်တတ်မကင်တတ်နဲ့ကြောင်ရွေ့ရက်နေစဉ်ကိုအောင်မင်းက၎င်း၏အနည်းတွင်ခြာပွေကောက်ယူရရရှိသောအုတ်ခဲပိုင်းတစ်ခုနှင့်မွေဟောက်အားတစ်ချက်သေးနှင့်မလုံနိုင်အောင်ထုတက်ခဲပူလေသည်သူတို့ကြည့်ရသည်မှာလေးလံထိုင်မှန်သောလူတယောက်ဟုထင်မြင်ရတော်လေအရေးနှင့်ကြုံလာသောအခါ၌ကိုအောင်မင်းသည်ကြောင်ကဲ့သို့ပေါ်ပါတွက်လက်ချင်းရှိသည်ကိုခင်သည်တွေ့ရှိခဲ့ရဘူး၏ မွေဟောက်ကြီးတကောင်အားအုတ်ခဲတစ်လုံးနဲ့ကောက်ယူ၍ထူတက်ခဲရခြင်းအတွေ့ကိုအောင်မင်းသည်များစွာကျင့်တတ်ခဲ့ရပုံရလေသည်ကိုအောင်မင်းကမွေဟောက်ကြီးအားကျင့်လဲသောတက်ပြလိုက်သောနေ့ကိုခင်သည်ကောင်းစွာအမှတ်ရနေ၏ထိုနေ့ကကိုအောင်မင်းသည်ခင်တို့အိမ်သို့နနက်စာအမေရောက်လာသဖြင့်ခင်တို့လင်မယားနှင့်အခန်းတင့်သောနနက်စာကိုစားတော့ခဲ့၏နနက်စာစားတော့ပြီး၍မောင်သည်အိမ်မကားနှင့်အလုတ်ချရာသို့ထွက်သွားသောအခါ၌ ကိုအောင်မင်းသည်ခင်နှင့်အတူနှစ်ယောက်တည်းအိမ်တွင်ကြံရက်ခဲ့လေသည်မောင်ယခုကဲ့သို့ထွက်သွားသောအခါခင်သည်တယောက်တည်းပြင်း၍ကြံရက်ခဲ့တတ်တော်လေထိုနေ့ကတော့ခါတိုင်းလာပြင်းရင်ညင်းွေခြင်းများမရှိခဲ့ပေကိုအောင်မင်းသည်ခင်နှင့်ဝရဏာဘတ်တွင်နှစ်ယောက်သာအတူထိုင်ရင်း၎င်းရေးသား၍အဆုံးမတတ်ရသေးသောဝတ္ထုခြေကျူးကိုခင်အား၎င်းရေးသားပြည့်စည်သလောက်ဖတ်၍ပြလေသည် သူ၏ဝိတုသည်တဝက်တတခမ်းများရေးသားပြစီ၍နာမည်ကိုပင်မရွေးချယ်ရသေးပေ။တို့ရတွင်ကိုအောင်မင်း၌၎င်းရေးသားပြီးသလောက်ကိုအတိမိတ်ဆွေများအားဖတ်ပြတတ်သောအလေးကျင့်ကြီးတစ်ခုတော်ရှိနေလေသည်။စာရေးစရာကိုအိုးဩသည်အလွန်တရာ ပြင်းရင်ညင်းငွေ့ဖွယ်ကောင်းသောဇက်ကောင်တကောင်ကို၎င်း၏ဝိတု၌မန်တိုင်းထား၍ဇက်အိမ်ကိုတိဆောက်ထားခြင်းပြုလေသည်။ ဇက်ကောင်၏နာမည်မှာထွန်းတောက်ဟု၍ဖြစ်လေသည်ကိုအောင်မင်းသည်၎င်း၏ဇက်ကောင်ထွန်းတောက်အားစပတ်သူနှင့်မိတ်ဆက်ပေးရ၌မယားဖြစ်သူလက်လက်ကလင်ယောက်ျားဖြစ်သောကိုထွန်းတောက်ဆိုသူအားအပြစ်မရှိ ပြစ်ထားခဲ့ကနောက်ထပ်တွေ့ရသောအရှိတ်နောက်သို့ပြေးလိုက်သွားသောအခန်းကိုရေးသားဖော်ပြရ၌ရှေလျားနေသည်စာရေးစရာအိုးအိုးသည်မယားဆုံး၍အယူကဲ့သို့ကြံရဲခဲ့ရသောဇက်ကောင်၏ န်းစားရချက်များကိုရေးချယ်ဖော်ပြရ၌ဓာတ်ကောင်အားတဘာဝအတိုင်းခန်းစားရစေသည့်ထက်ပိုမိုခန်းစားစေသည်ဟုခင်ကထင်နေသည်စာရေးတရာအိုးအိုးဒီအယူကြီးပမာဖြစ်ကကြံရိတ်ခဲ့သောဇက်ကောင်ကိုဖော်ပြရ၌ပိုလွန်သွားသည်သူ့ဘုနိုင်ကထိုအခန်းကိုအလွန်တရာစိတ်ပါဝင်စားပုံရ၏တို့ရတွင် လာရောင်အောင်မှအိမ်မက်ကို ရုံလုံးဖော်သောအခန်းသည်သာခင်ဤအနှစ်သက်ဆုံးအခန်းဖြစ်ပေသည်လာရောင်သည် ဟာတာဟင်းလေးပွင့်နေတော့မြေကြီးအစုံဝယ်ဂျိုဆိုင်ရဲ့ရှက်ဖြာကြောက်နေ၏။သူရဲ့ရောင်ခြေမှာရိုဖိတ်ပြပြားနေသောအလင်းရောင်ကိုလည်းကျင်းနိုးနှစ်သိမ့်နေဟန်ရှိ၏။မြေကြီးအစုံ၌လျှောက်ဆက်နေသောဘောငွေရောင်သည်ချစ်သူနှစ်ယောက်ထားရှိသောမိမသားတစ်ယောက်၏လျှောက်ဆက်ပုံနှင့်ဘလောက်များတူလိုက်ပါသလဲ။ထိုအပွင့်အဲ့များကိုခင်ကတော်တော်ပဲနှိမ့်ချ၏။ တို့ရတွင်စာရေးစရာအော်အော်ကထုတ်ထတ်တော့မဖွဲ့နိုင်ရှာပေ။နှွေရတညာဤအလောက်ကိုသူကဒီမှာပင်အဆုံးတတ်ထားလေသည်။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးသူဆရာကြီးဗမော်တိန်အောင်ရေးသားတော့မြားစပယ်ယုံလို့အမိရတဲ့မဂ္ဂဇင်းဝတ္ထုကိုအပိုင်းတင်အနေနဲ့ဒီမှာတင်ခိတ္တခဏရနာထားခွင့်ပြုပါခင်ဗျာ။ဒီနေ့ပါရှေပေးပေးဝင်ရောက်နားဆင်အဖြစ်ပေးခဲ့ကြသူကျွန်တော်တို့ရဲ့ဒီကောင်မောင်တို့မှတဦးတယောက်ချင်းစီတန်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။